ါကစ္စတန်နဲ့အာဖဂန်နစ္စတန်နဲ့ဆက်ပိတ်ထားခြင်းဟာအော်တိုဘလ23ရက်နေ့တွင်ဆက်နေရပြင်းပြခဲ့ပြီးဖြစ်ပြီးအဲ့လိုနှက်ဆက်ပိတ်ထားမှုကြောင့်နိုင်ငံလုံးမှာမရှိမဖြစ်အသုံးလိုတဲ့ပစ္စည်းများဈေးနှုန်းမြင့်တလျက်ရှိရလို့သိရပါတယ်။ယခုလတွင်နိုင်ငံခြားပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားချိန်ကလေးကတည်ယူပို့ဆောင်ရေးကုန်သွယ်မှုများရပ်တန့်သွားခဲ့ပြီးပါကစ္စတန်မှာလက်ရှိမှာခရမ်းကျင်းသီးဈေးနှုန်းဟာပုံမှန်ဈေးထက်၅ဆပုံမှုမြင့်တက်ခဲ့ပါတယ်။ကီလိုမီတာ2600ရှေ့လျားတဲ့နေဆက်တလျှောက်မြေပြင်တိုက်ဝဲများနေပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက် ်မှုများဖြစ်ပွားပြီးတဲ့နောက်အော်တိုဘားလ၁၇ရက်နေ့မှစပြီးနှစ်နိုင်ငံရဲ့နေဆက်များကိုပိတ်ထားခဲ့ရပါတယ်။ တာလီဘန်တို့အာဖဂန်အာဏာကိုထိန်းချုပ်ခဲ့တဲ့2021ခုနှစ်နောက်ပိုင်းယခုထိတဲ့တွေ့ဆုံမှုဟာအဆိုးရွားဆုံးအခြေအနေဖြစ်ပြီးနှစ်ဖက်စလုံးမှာလူပေါင်းဒါဇင်ကြီးတည်ဆုံးခဲ့ပါတယ်။အာဖဂန်နစ္စတန်နဲ့ထိစပ်နေတဲ့နေဆက်ကဘယ်တော့ပြောင်းဖွင့်မလဲဆိုတဲ့သတင်းအချက်လက်မရသေးပါဘူးလို့ပါကစ္စတန်နိုင်ငံချာမန်အုပ်ချုပ်ရေးနေမြမှအကြီးအကဲတောင်ရှိသူတို့ကဆိုပါတယ်။ကုန်သွယ်သမားများနဲ့သင်းကုန်ပို့ကုန်များလုဆောင်နေသူများကနေဆက်ပြောင်းလဲဖွင့်ပြီးရန်တောင်းဆိုနေသည့်အချိန်ထိဆုံးဖြတ်ချက်မချသေးသောတောင် ှိသူများကထပ်မံပြောကြားခဲ့ပါတယ်။တိုက်ပွဲစတင်ဖြစ်ပွားချိန်ကလေးကကုန်သည်မှုများနဲ့တည်ယူပို့ဆောင်ရေးအားလုံးကိုပိတ်ဆို့ထားကြောင်းကဘူးမြို့တော်ရှိပါကစ္စတန်အာဖဂန်ကုန်သည်ကြီးများအသင်းကြီးကခန်းချန်အလူကိုစီကအောက်တိုဘာလ23ရက်နေ့မှာပြောကြားခဲ့ပါတယ်။တနေ့ပြီးတနေ့ကုန်ဆုံးသွားတာနဲ့အတူနှစ်ဖက်လုံးက ဒေါ်လာသန်းဝန်းကျင်ဆုံးရှုံးနှစ်နာနေပါလေလို့၎င်းကဆိုပါတယ်။နှစ်နိုင်ငံကြားနှစ်စဉ်ကုန်သွယ်ပမာဏအများစုမှာလက်ဆက်တဲ့တည်တည်များဟင်းဒီဟင်းရွက်များတွင်းထွက်ပစ္စည်းများဆေးဝါးဂျုံဆန်တကြားအသားနဲ့နှုတ်ထွက်ပစ္စည်းများဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံသားများဟင်းချက်ရံမှာကြည်ကြဲပြက်ပြက်အသုံးပြုလေးရှိတဲ့ခရဲညင်သီးဆင်းနှုတ်ဟာ1ကီလိုဂရမ်မှာရူဘီ600ဝန်းကျင်အထိ400ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှအများဆုံးထွက်ရှိတဲ့ပန်းသီးများဟာလည်းဈေးနှုန်းများတိတိတသာမြင့်တက်ခဲ့ပါတယ်။နေဆက်မှာရှိတဲ့နှစ်ဖက်လုံးမှာကွန်မြူစီကွန်တိန်နာ9000ဝန်းကျင်တောင်းတလျက်ရှိတယ်လို့အထူးကတော့ဟန်နေဆက်ဖြတ်တဲ့ဂိမ်းမှာပါကစ္စတန်တောင်ရှိသူတို့ကဆိုပါတယ်။ ဈေးထဲမှာခရမ်းကျင်သီးများပန်းသီးများနဲ့စပီးသီးများပြက်လက်နေပြီဖြစ်ကြောင်း၎င်းကဆိုပါသည်အောက်တိုဘာ26ရက်နေ့မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားအစည်းအဝေးမတိုင်မီနေဆက်ပြက်လက်ဖွင့်လှစ်မဲ့ခွင့်လန်းမရှိကြောင်းအကြီးအကဲတောင်းရှိသူတဦးကပြောကြားခဲ့ပါသည်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားကုန်သွယ်ရေးနဲ့စီးပွားရေးလှုပ်ရှားမှုတွေကအစည်းအဝေးပြီးရင်နောက်ရလဒ်တွေအရပြက်လက်ဖွင့်လှစ်သွားနိုင်ပါတယ်လို့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့အရန်ခန်ကာခါကသတင်းဌာနကိုပြောကြားခဲ့ပါသည်